အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကဘာကြီးဘယ်လိုပြည့်စည်သွားနိုင်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့သီဝရီတွေအပြင်ဗုဒ္ဓစာပေမှာလာရှိတဲ့ကဘာပြည့်ပုံအကြောင်းကိုလည်းတင်ဆက်ပေးသွားမှာပါကဘာကြီးရဲ့တက်တန်းဟာနှစ်ပေါင်းဘယ်လောက်ကြာမြင့်ခဲ့ပြီဆိုတာသင်သိပါသလားနှစ်ပေါင်း၄တသမ5ဘီလီယံကျော်ကြာမြင့်ခဲ့ပြီလို့ဆိုပါတယ်ဒီလောက်ကြာမြင့်တဲ့တက်တန်းအတွင်းမှာကဘာကြီးဟာအပြောင်းလဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့ တစ်ချိန်မှာတော့ကဘာကြီးကပြည့်စည်သွားရပါလိမ့်မယ်။ဗုဒ္ဓစာပေအလိုအရကဘာကြီးပြည့်စည်တဲ့အခါအစဉ်ကြီး50နဲ့ပြည့်စည်လိမ့်မယ်လို့ဆိုထားပါတယ်။အဲ့ဒီအစဉ်တွေကတော့အာယုကပ္ပဆိုတာလူတွေရဲ့တက်တန်းကိုဆိုလိုတာပါ။လူတွေရဲ့တက်တန်းဟာတဖြည်းဖြည်းတိုးတိုးလာပြီးနောက်ဆုံးမှ10နှစ်တန်းထိရောက်သွားလိမ့်မယ်လို့ဆိုပါတယ်။လူတက်တန်းဟာအသက်ရှင်ချိန်မရှိတော့လောက်အောင်အဆိုးရွားဆုံးထိဆုပ်ယုပ်ပြည့်စည်သွားပါလိမ့်မယ်။ ဒါဝဘယ်ပြည့်စည်ခြင်းစုပ်ကလို့ခေါ်ကြတယ်။ဒီနှစ်ခေတ်ရဲ့လူသက်တမ်းကတော့85နှစ်တန်းပါ။သက်တမ်းတွေဆုပ်ယုပ်လာတာနဲ့အမျှလူတွေရဲ့ကောင်းတဲ့စိတ်ထားတွေပုံမယုံနေလာပြီးပฏิပက္ခတွေခိုက်ရန်တွေမတရားပြုခြင်းမှုတွေပုံများလာမယ်။ဆင်းရဲဒုက္ခတွေပိုခံစားလာရမယ်။လူတွေရဲ့မတော်လောဘမတော်ဒေါသတွေကြောင့်ကမ္ဘာပတ်ဝန်းကျင်ကြီးပိုပြက်စေးလာပြီးရာသီဥတုတွေဖောက်ပြန်လာပါမယ်။ ဇာနာရီခါတွေပုံမှုရှားပါလာမယ်မိုးခေါင်ရေရှားစားရမယ်တောက်ရမယ်အစာရေစာရှားပါပြတ်လတ်မှုငတ်မော့ခေါင်ပါမှုဘေးကြီးဟာအဆိုးရွားဆုံးထိရောက်ရှိလာပါလိမ့်မယ်လူတွေရဲ့ရင်တွင်းပူပြင်ပပဝန်းကျင်ပူထုတ်လွှတ်မှုတွေဟာပုံမှုဆိုးရွားလာပြီးကမ္ဘာရာသီဥတုဟာအပူပြင်းဆုံးစီဥတည်ပါလိမ့်မယ်ဒီလိုနဲ့နီးစပ်ရအခြားဂျိုတွေပါနေမင်းပမာပူပြင်းလာကြပြီးနေတဲ့စင်းမှနှစင်း 20မှစကနေ90ရှိလာတဲ့အထိပုံမိုဆိုးရွားစွာပူပြင်းတောက်လောင်ကြပါလိမ့်မယ်။နေ90တို့ရဲ့ပူပြင်းလွန်းမှုကြောင့်ကဘာပေါ်ရှိသစ်ပင်တောတောင်မြစ်ချောင်းအင်းအိုင်ပင်လယ်သမုဒ္ဒရာအရာအားလုံးဟာ၆ခန်းပြည့်စည်သွားပါကုန်လိမ့်မယ်။အဲ့ဒီအချိန်မှာတက်ရှိဆိုတာတူတယောက်မှမရှိနိုင်တော့ပါဘူး။ကဘာမြေဟာအပူလွန်မီတာအောင်ပြီးလောင်ကျွမ်းစရာမြူတစ်ခုမျှပဲမကြံရက်တော့တဲ့အထိ အေယာမမိကြီးလောင်ကျွမ်းဖြက်စီးပစ်ပါလိမ့်မယ်အေယာမမိကြီးလောင်ပြီးတဲ့အခါအေယာမပူလူမိုးကြီးရွာလာပါမယ်ကဘာကြီးတစ်ခုလုံးမှာမိုးကြီးရေရှမ်းမှုများသာအလွန်အမင်းပြင်းထန်စွာ ဖြစ်ပေါ်နေပါလိမ့်မယ်ထိုင်းကြီးလေးထန်လွန်းလို့ကဘာလေတူဟာလဲကမောက်ကမောက်ဖောက်ပြန်လာပါလိမ့်မယ်ကဘာလေတူဟာ ပုံမှုဆိုးဝါးစွာဖောက်ပြန်လာပြီးအေးရမမုန်တိုင်းကြီးတွေလေစင်နာမောင်းတွေအလွန်မင်းဆိုးဝါးပြင်းထန်လာပါမယ်လေမုန်တိုင်းတွေဟာပြင်းထန်ဆိုးဝါးလွန်းလာတာမို့ကဘာပေါ်ရှိအရာဝတ္ထုမှန်သမျှကို မြုံမုံတစ်ခုပဲမကြံရလျောက်မုံမုံညံ့ညံ့တိုက်ချွေဖြစ်စီဖြစ်ပါလိမ့်မယ်ဒီလိုနဲ့ကဘာကြီးဟာအပြေးတိုင်လုံးဝပျက်စီးသွားပါလိမ့်မယ် ဆိုခဲ့ပြီးတဲ့အဆင့်ကြီး90ဟာတစ်ခုပြီးတစ်ခုခဏမှကြာဖြစ်လာကြတယ်လို့ထင်ရမှာပါ။ဒါပေမဲ့တကယ်တော့အဆင့်တစ်ခုစီတစ်ခုစီတိုင်းရဲ့အချိန်ကာလနှစ်တန်းပေါင်းများစွာအလွန်ကြာမြင့်တယ်လို့ဆိုပါတယ်။ဒါကတော့ဗုဒ္ဓစာပေမှာလာရှိတဲ့ကဘာကြီးရဲ့ပြည့်စုံမဲ့ပုံစံအစဉ်စဉ်ပါ။ဒီဗီဒီယိုကနေတွေးတော့ဇာများရရွေအတိဘုဒ္ဓတာတခုခုရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံး အသိပညာပြေဝ၍အကျိုးရှိသောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။